တခြင်းမဆိုနိုင်တော့ပဲအစောတော်ဘဝကိုဆွန့်လို့ရတော့မယ်သူ့ရဲ့အခြေအနေကိုပြောလာတဲ့ anonymous ပရိသတ်များလုံးမင်္ဂလာပါရှင်။ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါရယ်။လေပင်အတန်ကျိုးနဲ့အတန်အိုးဝေဒနာတွေကြောင့်တခြင်းမဆိုနိုင်တဲ့အခြေအနေကိုပြောလာသူကတော့အဆိုတော် anonymous ဖြစ်ပါရယ်။အားလုံးသိကြတဲ့အတိုင် anonymous ဆိုတာကထားလိုက်ပါဆိုတဲ့တခြင်းတစ်ပုဒ်တည်းနဲ့မြန်မာတိုင်းနိုင်ငံလုံးသားမကကဘာတစ်ဝန်းလုံးကိုဝက်ဝက်ကွဲအောင်ပေါက်သွားတဲ့အဆိုတော်ဖြစ်ပါရယ်။ anonymous ကသူကိုယ်တိုင်ရေးထားတဲ့ကိုပိုင်တန်စင်တခြင်းအေးအေးလေးတွေကိုကြည်လင်အေးမြတဲ့အတန်နဲ့အလိုက်ဖက်ဆုံးတီးဆိုနိုင်တဲ့အဆိုတော်တူဆိုရင်လည်းမမပါဘူး။ဒါကြောင့် anonymous ကတခြင်းတွေကိုဝါသနာပါတဲ့ တာမန်ကောင်လေးဘဝကနေထားလိုက်ပါတခြင်းနဲ့အတူတနိုင်ငံလုံးဝဝကွဲပေါက်ခဲ့တဲ့အဆူတော်ဖြစ်လာသူဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့အနော်လေးအနော်လေးပူတူတူလေးဆိုပြီးတော့အသေးကြော်လေးစသဖြင့်ခေါ်ပြီးအယူအမူအားပေးနေကြပါတယ်။ Anonymous ကလည်းအင်တာနက်ပေါ်မှာတခြင်းအေးလေးတွေတီးဆိုရင်းနဲ့ပရိသတ်တွေကိုဖျော်ဖြေနေရဖြစ်ပါတယ်။ Anonymous ကတဲ့ချမ်းပေါင်းများစွာကိုသူ့ရဲ့အတန်အေးအေးလေးနဲ့အကောင်းဆုံးတရားနာပြောပဲတည်ဆုံနိုင်ခဲ့ရပါဒါပေမဲ့လည်းအခုကမှတော့ Anonymous တယောက်တချင်းအဆူများပြီးတော့အတန်မထုံနိုင်တော့ပဲအတန်အိုးခွေးကလည်းကြောင်းနာနေရလို့သိရပါတယ်ဒါပြင် Anonymous ကအမောပေါက်တာတွေလည်းဖြစ်နေရလို့ဆိုပါတယ်ဒါကလည်းမိဘမျိုးရိုးလိုက်တာဖြစ်မယ်လို့ထင်ရှားပေးနေကြပါတယ်အထူးသဖြင့်တော့ Anonymous ကငယ်စဉ်ကတည်းကခန္ဓာကိုယ်ပိန်ကိုခံအားနေပြီးတော့မကြာခဏနေမကောင်းဖြစ်လိမ့်ရှိရလို့သိရပါတယ်အထူးသဖြင့် Anonymous ကအခုလိုမျိုးအတန်အိုးခွေးက တော်တော်လေးကိုဒုက္ခရောက်နေရပါဒါကြောင့်ဆေးဝါးကုသမှုတွေခံနေရတယ်လို့သိရပါဗျ Anonymous ကလေကြောင်းအတန်ကိုအနာမပေးဘဲနဲ့ရှိုးရီအများကြီးတည်ဆိုနေရကြောင်းအတန်အိုးတန်ဖြစ်သွားခဲ့ရပဲဖြစ်ပါတယ်။ဆရာဝန်ရဲ့ပြောစကားအရ Anonymous ကတခြင်းတွေဆက်ဆိုနေမယ်ဆိုရင်နှစ်နှစ်လောက်သာတခြင်းဆိုနိုင်မှာဖြစ်ပြီးနောက်ဆိုရင်တော့တခြင်းမဆိုနိုင်တော့ဘူးလို့သိရပါတယ်။ဒါကြောင့်လည်းအစောရ Anonymous တယောက်တခြင်းဆိုတာကိုရနာထားရတော့မယ်လို့ဆိုပါတယ်။အစောရ Anonymous ကအခုချိန်မှာဆေးရီတောက်နေရပြီးနားနေရတယ်လို့သိရပါတယ်။အစောရ Anonymous ကသူကမိဘမျိုးရိုးလိုက်တာကတကြောင်သူကိုယ်တိုင်ကအစားအစာကြီးများပြီးရော မစားကျင်ဒီဟာမစားကျင်လောက်တာကတချောင်းတို့ကြောင့်ကိုခံရနေပြီးတော့တော်တော်လေးကိုစမ်းမရေးချူကြရလို့သိရပါတယ်အထူးသဖြင့်တခုခုဆိုရင်အရန်မောဖောက်တယ်လို့သိရပါတယ်ဒါကြောင့် anonymous ကဒီတလုံးမှာတခြင်းဆိုတာတွေကိုလုတ်ဖြစ်တော့မှာမဟုတ်ဘဲနားထားမယ်လို့သိရပါတယ်ဒါပေမဲ့လည်းအရင်တုန်းကထွက်ထားတဲ့တခြင်းတွေကိုတော့ပြန်လည်ထုတ်သွားမှာဖြစ်တယ်လို့ပရိသတ်တွေနဲ့လည်းအဆက်အသွယ်မပြတ်အောင် internet facebook စာမျက်နှာတွေ youtube တွေမှာ live လွှင့်ပြီးတော့တခြင်းဆိုပြအောင်မယ်လို့ဆိုပါတယ် anonymous ကသူကဒီတလုံးမှာစိတ်ရောလူပါတော်တော်လေးကိုပင်ပန်းဆင်းရဲခဲ့ ရတယ်လို့ပြောပါရယ်။ဒါကြောင့်မလို့လေ Anonymous ကပြန်လဲကူစားနေရတာပါ။ပြည်သက်တွေကတော့ Anonymous ကဇနီးဖြစ်သူနဲ့ကွာရှင်းလိုက်တာကြောင့်စိတ်ရောလူပါဂျုံဂျုံကြောက်သွားပုံရတယ်လို့အမှတ်ချက်ပေးကြပါရယ်။ Anonymous ကိုအားပေးကြတဲ့ပြည်သက်တွေကတော့ Anonymous တယောက်အခုလိုမျိုးတခြင်းမစုံနိုင်တော့လို့စိတ်မကောင်းဖြစ်ကြရပါရယ်။ Anonymous ကိုမကြိုက်တဲ့လူတွေကတော့နားဒုက္ခပေးမဲ့လူမရှိတော့ဘူးဆိုပြီးဝမ်းသာနေကြတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတခြင်းမစုံနိုင်တော့တဲ့ anonymous အပေါ်မှာမိမိရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အစ ောင်းနေကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်